ငင်ကသတင်းတွေနဲ့တခြားစိတ်ဝင်စားစရာသတင်းတွေကိုဆက်ပြီးတော့ပြောပြသွားမှာပါ။ American သမ္မတ Donald Trump ကအမေရိကန်မှာလဲပတ်နေတဲ့ TikTok ကုမ္ပဏီရဲ့အစိတ်အပိုင်းကို American Dollar 14 billion နဲ့အယောင်ဝယ်လုပ်ဖို့အဆင်သင့်ဖြစ်နေပြီလို့ပြောလိုက်ပါတယ်။တရုတ်နိုင်ငံပိုင် TikTok ကုမ္ပဏီရဲ့ American လဲပတ်မှုကို American ကိုရောင်းချဖို့ကိစ္စနဲ့ပတ်သက်တဲ့စီမံခန့်ခွဲမှုအမိန့်ကိုသမ္မတ Donald Trump ကကြာတာပြည်နေ့ကလက်မှတ်ရေးထိုးလိုက်ပါတယ်။သမ္မတ Trump ရဲ့ ်ဆိုအရာဆိုရင်ဒီတရုတ်သမ္မတရှီကျင်းဖင်ကဒီကိစ္စကိုဆက်လုပ်သွားဖို့မီးစိမ်းပြလိုက်ပြီးဖြစ်ပါတယ်။အမေရိကန်ရဲ့ TikTok လဲပတ်မှုအစိတ်အပိုင်းကိုကမ္ဘာတဝန်းကလုပ်ငန်းရှင်ကြီးတွေစုပေါင်းပြီးတော့အစုရှယ်ယာထည့်ဝင်သွားမှာဖြစ်တယ်လို့ဆိုပါတယ်။ဒါကြောင့် TikTok နဲ့ပတ်သက်တဲ့2024လုံခြုံရေးလိုအပ်ချက်နဲ့သက်ဆိုင်တဲ့ဥပဒေကိစ္စပြည်လည်သွားပြီလို့ဆိုပါတယ်။အမေရိကန်မှာလက်တလော TikTok သုံးဆွဲတဲ့သူတန်း190 ်ရှိနေပြီးတော့အရင်နှစ်ကသမရရွေးကောက်ပွဲအနိုင်ရအောင် TikTok သုံးဆွဲတဲ့သူတွေကပံ့ပိုးပေးခဲ့တယ်လို့လည်းသမရ Trump ကပြောပါတယ်သမရထရန့်ကိုယ်တိုင်ကလည်း TikTok မှာအကောင့်ဖွင့်ထားပြီးတော့ follower ပေါ့လေအာ15အတန်းရှိနေပါတယ် Dell company ကိုတည်ထောင်သူ Michael Dell နောက်ပြီးတော့ Australia Media တထေးကြီးဖြစ်တဲ့ Yupa Murdoch တို့ကရှယ်ယာဝင်တွေအဖြစ်ပါဝင်ကြမယ်လို့ဆိုပါတယ် အိန္ဒိယနိုင်ငံလက်တက်ဒေတာမှာတော့ဒီဆန္ဒပြမှုတွေဆက်ပြီးတော့ဖြစ်နေပါတယ်လက်တက်ဒေတာဟာတရုတ်နဲ့ပါကစ္စတန်နယ်စပ်ဂျမူးနဲ့ကက်ရှမီးယားဒေတာတွေမှာရှိတာဖြစ်ပါတယ်အခုအချိန်ထိတော့ပြည်내အဆင့်တက်မှတ်ရေးတောင်းဆိုဆန္ဒပြမှုတွေထဲမှာတည်ဆုံတဲ့သူ၄ယောက်ရှိသွားပါပြီလက်တက်ဒေတာအာခံတွေကပေါ့လေဒီလေနဲ့အာကာဂျောခရိုင်နှစ်ခုပေါင်းပြီးတော့ပြည်내 အဲအဖြစ်သတ်မှတ်ပေးဖို့နောက်ပြီးတော့အရှိမြောက်ပိုင်းဒေတာကလူမျိုးစုတွေလိုမျိုးသူတို့မြေယာတွေကိုဥပဒေတွေနဲ့အကာအကွယ်ပေးဖို့ပြီးတော့ဒီအလုတ်ကန်အခွင့်လန်းတွေကိုခွဲတန်းသတ်မှတ်ပေးဖို့ပါလီမန်အမတ်နေရာနှစ်နေရာပေးဖို့အတွက်တောင်းဆိုနေကြတာပါလက်တက်ဒေတာမှာတိဘက်အနယ်ဝင်တွေဖြစ်တဲ့ဗုဒ္ဓဘာသာဝင်တွေကလေခရိုင်မှာအဓိကနေထိုင်ကြပြီးတော့ကာဂျောခရိုင်ထဲမှာတော့မွတ်စလင်တွေအများစုနေထိုင်ကြပါတယ်အခု ဆန္ဒပြပွဲရဲ့ထူးခြားချက်ကတော့အဲ့ဒီဗုဒ္ဓဘာသာဝင်တွေနဲ့မွတ်စလင်တွေပူးပေါင်းပြီးတော့လူငယ်တွေရဲ့ဥဆောင်မှုနဲ့ဆန္ဒပြနေကြတာဖြစ်ပါတယ်။ နိုင်ငံမှာမိုးဆက်တိုက်ရွာသွန်းနေတာဆယ်ရက်လောက်ရှိလာပြီးတဲ့နောက်မှာတော့ထိုင်းအစိုးရကသတိပေးချက်တွေကိုထုတ်ပြန်ထားပါတယ်။ရာသီဥတုဆိုးရွားလာမှုဟာမုတ်တုံလေအားကောင်းလာတာအပြင်အတောင်တရုတ်ပင်လယ်ဘက်ကမုန်တိုင်းရာကစားအကျဉ်းအကျံတွေနဲ့မုန်တိုင်းသစ်ဖြစ်တဲ့ဘွာလိုင်တို့ပူပေါင်းကုန်လို့ဖြစ်ပါတယ်။မုန်တိုင်းသစ်ဘွာလိုင်ကဗီယက်နမ်နိုင်ငံမှာကုန်းတွင်းပိုင်းကိုဝင်ရောက်မယ်လို့ခန့်မှန်းထားပြီးတော့နောက်ဆုံးအဆင့်မှာတော့ထိုင်းနိုင်ငံမြောက်ပိုင်းမှာမိုးတီးထန်စွာရွာသွန်းမယ်လို့ခန့်မှန်းထားပါတယ်။ ထိုင်းနိုင်ငံမြောက်ပိုင်းနဲ့ဒီအရှိမြောက်ပိုင်းဒေသတွေဟာမိုးသီးထန်မှုနဲ့ရေကြီးမှုအန္တရာယ်တွေမြင့်မားတဲ့နေရာတွေအဖြစ်သတ်မှတ်ထားပါတယ် လက်ရှိမှာတော့ထိုင်းမိုးလေဝသဌာနကမုံတိုင်းဘွာလိုက်ကိုအနီးကပ်စောင့်ကြည့်နေတယ်လို့ဆိုပါတယ်။ဘာလို့လဲဆိုရင်စက်တမလ28ရက်နေ့ကနေ29ရက်နေ့မှာဒီအဲ့ဒီနှစ်ရက်မှာပေါ့လေမုံတိုင်းလမ်းကြောင်းကပြောင်းသွားနိုင်တယ်လို့ခန့်မှန်းထားလို့ဖြစ်ပါတယ်။အော်တိုဘာလ1ရက်နေ့ကနေ9ရက်နေ့ကြာမှာတော့မိုးရော့သွားမယ်လို့ထိုင်းမိုးလေဝသကခန့်မှန်းထားပါတယ်။မြန်မာမိုးလေဝသနဲ့ဒီဇလဗေဒဦးစီးဌာနကထုတ်ပြန်ချက်ကတော့ဘင်္ဂလားပင်လယ်အော်မှာဖြစ်နေတဲ့လေပြင်းအားနဲ့ရက်ဝ န်ကဆက်ပြီးတော့ရှိနေမယ်လို့ဆိုပါတယ်။မုံတိုင်းရာကာစာအားပြော့ပြက်ပြဲသွားပြီမဲ့မြန်မာနိုင်ငံအနှံ့အပြားမှာတော့မိုးသီးထန်စွာရွာသွန်းနိုင်တယ်လို့ခန့်မှန်းထားပါတယ်။ထိုင်းနိုင်ငံဘန်ကောက်မြို့မှာမနေ့ကဒီမြေကျုံပြီးတော့တွင်းအကြီးကြီးဖြစ်သွားတဲ့အရေးပေါ်အချိန်မှာပဲမိဖွားဖို့အတွက်ဈေးရုံကိုသွားတဲ့မြန်မာအမျိုးသမီးတစ်ယောက်ကတက္ကစီပေါ်မှာမိဖွားခဲ့ရပါတယ်ဘန်ကောက်မြို့ကဝက်ဂျီရာဒီဈေးရုံပေါ့လေအဲ့ဒီဈေးရုံမှာမြေကျုံပေါက်ကြီးဖြစ်ပြီးတော့လမ်းတွေပ ပိတ်နေကြတာဖြစ်ပါတယ်။လမ်းတွေပိတ်နေလို့ဆေးရုံကိုအချိန်မီမရောက်နိုင်တော့ဘဲနဲ့သူစီးလာတဲ့တက္ကစီကားပေါ်မှာပဲကလေးကိုမွေးခဲ့ရပါတယ်။ကလေးကတော့သမီလေးလို့ဆိုပါတယ်။သူကလေးမွေးနိုင်ဖို့အတွက်အဲ့ဒီတက္ကစီဒရိုက်ဘာရောနောက်ပြီးတော့အနားမှာရှိနေတဲ့ထိုင်းရင်ထင်းရဲတွေကရောဝင်ပြီးတော့ကူညီပေးခဲ့ကြရပါတယ်။ဘန်ကောက်မြို့ဆမ်ဆန်လမ်းမကြီးပေါ်မှာလမ်းပိတ်မိနေတဲ့ဒီကိုဝင်ဆောင်မြန်မာအမျိုးသမီးပေါ့လေမြန်မာအမျိုးသမီးကိုဝင်ဆောင်ဒီမိဖွားနိုင်ဖို့အတွက် က် Samsung ရဲစခန်းနဲ့တော်ဝင်ရဲတပ်ဖွဲ့ကရဲတပ်ဖွဲ့ကရဲတွေကဝိုင်းပြီးတော့ကူညီပေးခဲ့ကြတာဖြစ်ပါတယ်။အဲ့ဒီနောက်ပိုင်းမှာတော့စေယုံကိုရောက်တဲ့အထိရဲတွေကပဲလမ်းကိုရှင်းပေးပြီးတော့လိုက်ဖို့ပေးခဲ့ကြပါတယ်။အခုတော့ကလေးရောမိခင်ရောကြမ်းကြမ်းမှမှရှိနေတယ်လို့ထိုင်းသတင်းတွေကဆိုပါတယ်။